စပစ်သီးဟာစားဖို့ကောင်းတဲ့အပြင် ကျန်းမာရေးအတွက်လည်းအကျိုးကျေးဇူးများစွာရှိပါတယ်။ဒါပေမဲ့ဘာမဆို အလွန်ကြုံစားရင် ဆိုးကျိုးတွေရှိတတ်တယ်လို့စပစ်သီးမှာလည်းဆိုးကျိုးတွေရှိပါတယ်။ကောင်းကျိုးများဓာတ်တိုးဆန့်ကျင်ပစ္စည်းများကျွဲဝခြင်းစပစ်သီးမှာ respiratory လို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တာကြောင့်ဆဲတွေပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ကင်ဆာနှလုံးရောဂါနဲ့အခြားနာတာရှည်ရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။ နှလုံးကျန်းမာရေးကိုအထောက်အကူပြုခြင်းစပစ်သီးမှာပါဝင်တဲ့ပိုတက်ဆီယမ်ဟာသွေးဖိအားကိုထိန်းညှိပေးပြီးနှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။သွေးရင်းကိုလက်ဆက်ရောကိုလျှော့ချပေးနိုင်ပါတယ်။အမြင်အာရုံကို ကာကွယ်ပေးခြင်းစပစ်သီးမှာပါဝင်တဲ့လူတင်တဲ့ဇေကစင်တန်ဓာတ်တွေဟာအသက်အရွယ်ကြောင့်ဖြစ်တဲ့မျက်စိရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။မျက်ညံကိုကောင်းမွန်စေခြင်း respiratory ဟာအုန်းနောက်ဆဲတွေကိုကာကွယ်ပေးပြီးမျက်ညံကိုကောင်းမွန်စေပါတယ်။ဝမ်းချုပ်ခြင်းကိုတက်တာစေခြင်း။စပစ်တီးမှာအမြင်တက်ကြွယ်ဝစွာပါဝင်တာကြောင့်ဝမ်းချုပ်ခြင်းကိုတက်တာစေပါတယ်။ခင်စာယောဂါကို ကာကွယ်ပေးခြင်း။စပစ်တီးမှာပါဝင်သောဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည်ခင်စာဆဲများကြီးထွားမှုကို တားဆီးပေးနိုင်ပါသည်။ဆိုးကျိုးများဓာတ်မတည့်ခြင်း တချို့လူတွေမှာစပစ်တီးနဲ့ဓာတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့အင်ပြင်ထွက်ခြင်း၊ရားရံခြင်း၊အသက်ရှူရခက်ခဲခြင်းစတာတွေဖြစ်တတ်ပါတယ်။အဝလွန်ခြင်းစပစ်တီးမှာတကြားဓာတ်ပါဝင်တာကြောင့်အလွန်ကြုံစားရင်အဝလွန်နိုင်ပါတယ်။ဝမ်းလျှောခြင်းစပစ်တီးကို အလွန်ကြုံစားရင်ဝမ်းလျှောနိုင်ပါတယ်။ကြောက်ကဲ့ယောဂါကြောက်ကဲ့ယောဂါရှိသူများသည့်စပစ်တီးကိုအလွန်ကြုံစားသုံးပါကကြောက်ကကိုထိခိုက်စေနိုင်ပါသည် ဓာတုပစ္စည်းစပစ်တီးများတွင်ပိုးသက်စေနှင့်ဓမြဩဇာများပါဝင်နိုင်သောကြောင့်စားသုံးခါနီးတွင်တေချာစွာဆေးကြောရန်လိုအပ်ပါသည်။သောပိုးစားခြင်းစပစ်တီးတွင်တရားတတ်ပါဝင်သောကြောင့်အလွန်ကြုံစားသုံးခြင်းသည်သွားပိုးစားခြင်းကို ဖြစ်စေနိုင်ပါသည်။တတိပြုရန်စပစ်တီးကို အလွန်ကြုံမစားသင့်ပါ။ဓမ္မတဲတဲ့လက္ခဏာတွေပေါ်လာရင်စားသုံးခြင်းကိုချက်ချင်းရပ်ပြီးဆရာဝန်နဲ့တိုင်ပင်ပါ။ စည်းကြိုယောဂါရှိသူများသည်စပစ်တီးကို အလွန်ကြုံမစားသင့်ပါစပစ်တီးကိုတင်းတင်းမြတ်စွာစားသုံးခြင်းဖြင့်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်ပါသည်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တဲ့ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်